ောင်းမင်းမင်္ဂလာပါကိုဘော့ official youtube channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရဗျာဒီနေ့ကတော့ november 10ရက်နေ့เนาะအဲစနေနေ့ရဝနိုင်ငံသူမြန်မာနိုင်ငံသားများလက်ရှိကြုံတွေ့ဖြတ်သန်းနေရသောအခက်အခဲပေါင်းစုံအကျက်တွေပေါင်းစုံဒုက္ခပေါင်းစုံအနေကင်းလွတ်နိုင်ကြပါစေလို့ဒီနေ့ကျွန်တော်ပေါ့ဆိုအနေနဲ့ကျွန်တော်နှုတ်ခွန်းဆက်ပါတယ် ီနေ့ကျွန်တော်ရဲ့ YouTube အစီအစဉ်လေးကနေတခြားတသိမ့်သိမ့်တုံဆင်းတို့တခြားဈေးရောက်တာတို့ဈေးဝယ်တာတို့ထမင်းစားဝိုင်းတို့တွေမလုပ်ဖြစ်ဖဲနဲ့ဒီနေ့မှာတော့အရေးလဲအရေးကြီးနေတယ်အဲလက်ရှိအခြေအနေမှာလည်းအကြက်တဲတွေခက်ခဲတွေနဲ့တကယ်ကို serious ဖြစ်နေတဲ့အခြေအနေမှာအထူးသဖြင့်တော့ကျွန်တော်တို့ရဲ့အမှုပညာကျန်ဘာမဘီမာကျန်ရင်ခဲ့တော့အမှုပညာရှင်ဒီအတွက်အမှုပညာသမား တွေ့ဘလို့ယုံထွက်ကြမလဲအမှုပညာသမားတွေဘလို့ယုံထွက်ကြမလဲဆိုတဲ့ခေါင်းစဉ်နဲ့ဒီနေ့ကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ကဒီကလာကကျွန်တော်တို့ဒေါ်လာရေးသမားတွေဘက်ကမှလည်းအဲပြောရမယ်ဆိုလို့ရှိရင်အကြက်တဲတွေကြားကနေဘလို့ယုံထွက် ကြောင့်လဲဆိုရဲအစိန်ခေါ်မှုတွေရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တွေလက်ရှိကြုံတွေ့ဖြတ်သန်းနေရတဲ့ TNL ကမုတ်ကုတ်မုံမိတ်ကနေဆွန့်ခွာသွားမဲ့အဲဆွန့်ခွာသွားပြီဆိုတဲ့ကိစ္စမျိုးတွေမှာကျွန်တော်ဒီဘက်ကနောက်ထပ် PDF တရင်တက်ဖွဲ့တွေကနေဒီနေရာမှာနေရာဆက်ယူဖို့အတွက်အဲဘီဒူနဲ့ဒူဒူပူပေါင်းပြီးအနာအနာရှင်စက်တိုးလာမဲ့အဲနေရာတွေကို ထပ်ပြီးကာကွယ်ဖို့ ခြားအညာမှာရှိသောအဲတချို့အဲစုဖွဲ့မှုကိစ္စတွေ COC ကိစ္စတွေအဲ code of contact chain of command ဒါတွေတခုတည်းဖြစ်ဖို့အတွက်တမောင်းတပ်ပေါင်းစုတွေပေါ်လာဖို့အတွက် EO တွေစုစုစည်းစည်းနဲ့ COC တခုတည်းဖြစ်ဖို့အတွက်နောက်ပြီးတော့ကျွန်တော်ဒီဘက်ကဒေါ်လိုင်းအင်အားစုတွေအကုန်လုံးစုစည်းပြီးတော့ chain of command code of conduct တခုတည်းကနေပဲနိုင်ငံတကာကိုတို့ ဖွဲ့ရင်းငါတို့ဒီမှာစီလုံးနေပြီငါတက်တာအတွက်မှာတိဆောက်ခဲ့ပြီးသွားပြီငါတို့အောင်မြင်သွားပြီအဲ့တော့မင်းတို့ငါတို့ဒီဒေါ်လာရင်းအစိုးရကိုမင်းတို့ကူညီမယ်ဆိုရင်ဘယ်လိုကူညီလို့ရလဲစသည်ဖြစ်ပါဗျာရှိမှာတော့အကွယ်ကွယ်အပြည့်ပြည့်လေးစူးစီးလို့မရတဲ့အခြေအနေလေးတွေကိုစူးစမ်းရုံးကန်နေရတဲ့အကြက်တဲအခန္ဓာအကြက်တဲဆုံးအခြေအနေဖြစ်တဲ့အဲ့ဒီအချိန်မှာလဲ မဟာလာကလည်းသူတို့ရွေးကောက်ပွဲအတွက်ကိုသူတို့ကလည်းပြင်ဆင်နေတယ်သူတို့ရွေးကောက်ပွဲရနေမှာသူတို့ကနေကမ္ဘာမှာဟာတရားဝင်မှုရအောင်ဆိုပြီးစူးစမ်းနေတဲ့ကိစ္စတွေနဲ့အပြန်လည်းနိုင်ငံရေးစစ်ရေးဗန္ဒာရေးစသည်ဖြင့်ပေါ့အဲ့လိုမျိုးတွေလည်းအကြက်တဲစူးစမ်းရုံးကန်နေရတာရှိတယ်ဒါကတော့ကျွန်တော်တော်လိုင်းဘက်ကဟုတ်ပါမဟာလာဘက်ကကြပြန်တော့လေသူငါးတတာဘက်မှာသူတို့ရဲ့ကမ္ဘာကိုချပြဖို့အတွက်ငါတို့တွေဒီဒီလိုမျိုးဒီမိုကရေစီကြရွေးကောက်ပွဲကိုငါတို့လုံးလိုက်ပြီးအဲ့တော့ကမ္ဘာကနေ ငါတို့ကိုလက်ခံပေးဖို့ဆိုတဲ့ကိစ္စကိုလည်း तू ကဒီ9နှစ်တာအတွင်းမှာစပြီးတော့ तू ကစူးစမ်းပြီပေါ့ तू ရေကောက်ပွဲနဲ့စူးစမ်းပြီပေါ့အဲအဲ့ဒီအချိန်မှာ तू ကလည်းပူပူနွေ့နွေ့အာဆီယံနေကန်ထုတ်ပြီးတော့ချီတွင်တဲ့ကိုပြစ်ချလိုက်တဲ့ခံလိုက်ရတဲ့တော့တို့ကလည်းဆက်ဆက်အဲချီမခံနိုင်အောင်နာကျင်နေတဲ့အချက်ကြီးတွေတောင်ရမ်းမြောက်ရမ်းနေလောက်နေတယ်ပေါ့လေအဲဆိုလူလူကောင်းဆောင်ကိုအာဆီယံနေတွေ့မယ်ဆိုတော့ဒီလိုမျိုးအကျဉ်းသားကိုဘယ်တော့ကထုတ်ပြလို့လဲထွက်ပြလို့လဲဆိုတဲ့ကိစ္စမျိုးတွေ เอบลูกันပြီးတော့ဇုတ်ဇုတ်ကန်ပြီးဟောင်းနေတာလေပေါ့လေဒီလိုဟာမျိုးတွေရာလဲရှိတယ်သူတို့ကလည်းဒီဟာသူတို့အတွက်မြန်မာနိုင်ငံအတွက်တော့သိကြတယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအတွက်တော့ထွက်ပေါက်ဒီရွေးကောက်ပွဲဒီလုံးဝမဟုတ်ဘူးဆိုတာပြည်သူတွေကသိတယ်သူတို့ရဲ့ထွက်ပေါက်တစ်ခုဖြစ်ဖို့အတွက်သူတို့ကဒီလမ်းကြောင်းကိုထွက်တာမြန်မာနိုင်ငံသားတွေအတွက်လုံးဝထွက်ပေါက်လို့ဒီရွေးကောက်ပွဲဒီအောင်မြင်သွားတယ်ဒီရွေးကောက်ပွဲဒီအဲစီစီကားကတိုက်တိုက်ဝုန်းဝုန်းနဲ့ဟာလာအစဉ်ပြေချုံးမှုဆိုတာနဲ့ဖြစ်သွားတယ် ဆိုရင်တေချပေါတရားဝင်လူတက်ခွင့်တရားဝင်မိရှုခွင့်တရားဝင်ကြီးသူကိုနိုင်ငံသားကိုဟိုဟိုတက်ဖြတ်လူရဲ့စသည်မကောင်းတာတွေအကုန်တရားဝင်ကျူးလွန်ခွင့်ရသွားမှာဖြစ်တယ်။အဲ့ခါကျတော့ဒီဟာကိုလက်ခံလို့မရဘူး။အဲ့ဒါကိုလည်းခုလက်ရှိအာဆီယံကလည်းသိတယ်။ UN ကမ္ဘာနိုင်ငံတွေကလည်းသိနေကြပြီဖြစ်တဲ့အတွက်သူကလည်းအဲ့ကနေရုံးထွက်နိုင်ဖို့အတွက်အကြက်သေးတွေ အဲသူကဇွကြောင်ပိတ်ရိုက်ခံထားသလိုသူကဇွကိုကြံလာခဲ့ခဲသလိုဇွပတ်ရမ်းနေတော့လာပေါ့နော်အဲ့တော့လေလေးခြုံလဲလေခြုံတဲ့ကောင်လဲဖမ်းမယ်သူတော့ဒီလိုပေါ်တော့ကောင်းပီညာဖြစ်နိုင်ကောင်းပီညာဥမာဒါလည်းညနေဆောင်မလို့ကောင်းပီတခုလောနေနေတော့မှနေလို့ဆိုပြီးတော့ကောင်းပီညာဖမ်းလို့ရအောင်သူကဖမ်းနေတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်အဲသူကလည်းအဲ့ဘက်ကသူကအချက်တဲနဲ့သူကလည်းအချက်တဲဆုံးခြေနေဖြတ်တန်းနေရတယ် အဲကျွန်တော်ဘက်ကလည်းအချက်တဲအခြေအနေကိုကျွန်တော်တို့ကလည်းဖြတ်တယ်။ဒီဂျာထဲမှာဘာလဲဆိုနောက်ထပ်အချက်တဲဖြတ်တဲ့နေရာအမှုပညာသမားတွေပေါ့နော်။အမှုပညာသမားတွေကကျွန်တော်တို့ကအာအမှုပညာလက်ရှိကြိုင်ခဲ့တဲ့အမှုပညာကကျွန်တော်တို့ online ဘက်ကိုပါလာတဲ့လူကကြလက်လက်ရှိဒီနေ့ဒီချိန်ထိရက်နေပါဝင်ပြီးဒီနေ့ဒီချိန်ထိရက်နေတဲ့သူတွေကတော့ຢာခိုင်တော့တအားနေတယ်လေ။အမှန်တိုင်းပြောရရင်ကျွန်တော်ထင်ပါတယ်လူတရာတော်ရှိမယ်မထင်ပါဘူး။ ထားလိုက်ပါတော့လူနေတယ်ပေါ့ဗျာကျွန်တော်ပြောချင်တာကကျွန်တော်တကယ်ကြံရင်ခဲ့တဲ့လူတဲ့အင်အားနဲ့ကျွန်တော်ဒီဘက်ကိုထဲထဲဝင်ပါလာလူကနေပါတယ်အဲ့ဒီအထမ်းမှအသီးသီးအဲအခြေအနေတကွမိသားစုအခြေအနေတွေနဲ့ရက်တီဖို့အခြေအနေအကြောင်းတတိယနိုင်ငံရောက်သွားတဲ့သူတွေရှိတယ်။အဲဒုတိယနိုင်ငံ border line မှာနေနေတဲ့သူတွေရှိတယ်။အဲတချို့တွေကြတော့အဲတကယ်အဲကျွန်တော်တို့မြောက်နေမြေတွေမှာနေနေတဲ့သူတွေလည်းရှိတယ်ပေါ့။အဒါဒါကျွန်တော်တို့ဘက်ကတက္ကနာပေါ့။ဟုတ်ပြီ။ဟိုဘက်ချမ်းကအမှုပညာသမားတွေကိုကြည့်ကြမယ်ဆိုလို့ရှိရင် သဘာဝလေးဆိုအပိုင်း၄ဘိုင်းကျွန်တော်တွေ့ရတာအဲအပုံ၄ပုံတွေ့ရတာပေါ့နော်အဲ့ဒါတပုံကပါလဲဆိုတော့လုံးဝကိုပဲငကိုလေးကမွေးလာတဲ့ကတမတပဲမွေးလာတဲ့ကအစိမ့်မစိမ့်မွေးလာတဲ့ကအဘာမအဘာပဲလုံးဝအဘာတို့ပဲဝင်းရမယ်ဟိုကလုံမယ်ဆိုတဲ့သူတွေဒါကတော့ရှင်းပါတယ်နော်ဦးနေအောင်တို့ရဲအောင်တို့သုမြတ်သူစာတို့ဒိန်းတောင်တို့ယုံလေးတို့ဟလာအုံသီးတို့ เนาะအဲဒီဒီလိုမျိုးတွေပေါ့လုံးဝဟိုပဲစကားစဟိုပဲလုံးဝဟိုပဲအဘတွေဟိုပဲအဲလုံးဝဟိုကိုးကွယ်တော့ဟိုဟာဖြစ်တော့ရက်ရက်တဲ့သူတွေအောင်ခိုင်းတော့ပေါ့ဒီလိုမျိုးတွေတက်တက်ဒါဒါကတိတ်ကြတယ်သူတို့တော့အဲငကိုရီကရှင်းပြီးသားသူတို့ရက်တီချက်ကလည်းရှင်းပြီးသားဟိုလိုဒီလိုလိုမလို့ဘူးသူတို့ကငကိုရီကလုံးဝအဘမှာအဘ strong okay ဒါကနံပါတ်1နောက်တစ်ခုကကြတော့အဲလိုပေါ့ ်ဘာတွေနဲ့လဲဘလူဘလဲလုပ်တယ်ဒီဘက်ဒီဘက်မှာလဲဒေါ်လာရင်းမှာပါသလိုလိုဘာလိုလိုနဲ့ဟိုလိုလိုဒီလိုလိုနဲ့ဟာကျွန်တော်တို့လူသလိုလိုတန်းသလိုလိုပေါ့အဲဒီလိုဟာမျိုးလေးတွေကလဲအဲအလူစင်းရင်ပြပေါ့ဗျာအလူပြဒီလိုမျိုးလောက်တာတွေလည်းရှိတယ်အနောက်ကွယ်ကလည်းလူနေလူနေမဲ့ဟာတွေလည်းရှိတယ်တချို့တွေကြတော့လဲလုံးဝဟောမဖြစ်ဘူးလုံးဝအမှန်ကန်ကိုထောက်ဖို့လုပ်နေတဲ့သူတွေလည်းလုံးဝကွက်ပြောက်လုပ်နေတဲ့သူတွေလည်းအမှုပညာသမားတွေမှာလည်းရှိတယ်ဆိုတာကျွန်တော်တို့သိရတယ် အဲ့တော့တို့တွေအတွက်တွက်ကအဲ့လူတွေတွက်ကလည်းတသက်ရှိတယ်တချို့ကဟိုလိုဒီလိုနဲ့အလုံးလုံးပြမယ်ဟဲ့လားဟိုဟာလုံးမယ်အဲဟိုဘက်ဒီဘက်ပေါ့မျှပြီးတော့အဲအစင်ပြေတဲ့ဘက်မှာမျှခွာထိုင်ပြီးလို့ရှင်အဲကိုစည်းဘွားမပြတ်ဖို့အရေးအဲခစ်အပြတ်ကိုစောင့်နေကြတဲ့လုံနေကြတဲ့သူတွေရှိတယ်ပေါ့နော်အဲအဲ့လူတွေက အဲတအုပ်စုတက်တက်ရှိတယ်အဲ့ဒါလက်ရှိလက်ရှိအဲသူဒီစကားဆားနဲ့လည်းအကျိုးလူလုပ်နေကြတယ်ဆိုလက်ရှိဇကားထဲမှာပါတဲ့သူတွေဒီတော်လန်ဇက်ဒီမဲဆွေကောင်းမှာပါတဲ့သူတွေနဲ့နောက်ထပ်လူတွေရှိသေးတယ်လူရှင်တော်ထဲမှာလူရှင်တော်ကောင်းဆောင်ပိုင်းတွေလည်းရှိသေးတယ်ထားလိုက်ပါတော့ဒါဒါတွေကတကန်တကန်နာတခုတက်တက်ရှိတယ်တချို့မင်းသားငယ်ပေါက်ဆာတွေလည်းရှိတယ်โอเคဒီအုပ်စုကတစုနောက်တအုပ်စုကကြတော့ဘာလဲဆိုတော့လုံးဝတော်လန်ရေးကို <laughs> လုံးဝကိုပဲဒေါ်လန်ကြီးကိုလည်းပါခဲ့တဲ့ဒါပေမဲ့ဒေါ်လန်ကြီးရဲ့အလုပ်တွေပါဒေါ်လန်ကြီးမှာပါခဲ့ကြပါခဲ့ကြတာဒေါ်လန်ကြီးမှာအကုန်တော်တော်များများပါအခုနလုံးဝကိုပဲအစိမ်းလုံးဝမွေးကြရအဘဆိုတဲ့သူတွေသာမပါမပါကြတာနော်ရခိုင်နှုတ်ရတဲ့မြန်မာနိုင်ငံမှာအာနာရှင်အာနာသိန်းတာကိုမကြိုက်တဲ့သူက95ရခိုင်နှုတ်လောက်ရှိတယ်။900ခိုင်နှုတ်ကပဲတက်မိသားစုရဲ့မဘာသားရဲ့အကူနာကအဲဒါလုံးဝဟိုဒီဟာဟို မွေးနေ့ပါလဲအာနာသိန်းနာကိုအောင်ပွဲခံတဲ့ခရိုနီတွေစသည်ဖြင့်ဒီလိုမျိုးအတိုင်ဝန်းတွေကလွဲရင်ဂျန်တဲ့လူတွေကမလိုချင်ကြအောင်ဒါပေမဲ့သူတို့ရဲ့လက်ရှိ pressure အားလုံးဖမ်းတယ်တတ်တယ်ပြုတယ်လှုပ်လို့ကြောက်လို့ပုံမှန်အနေလေးမှာကိုယ်ငိုပြောင်းဝင်ကိုယ်အမိုးအမိုးအောင်ပြောင်းဝင်ကိုယ်ကိုယ်ရဲ့ပတ်ဝန်းကျင်မှာကိုပြန်ပြီးတော့အေးဆေးပြန်နေသွားတဲ့သူတွေလည်းရှိတာပေါ့နော်အဲအဲ့ဒါအဲ့ဒါကတကူအဲ့ဒါကြောင့်လူကခုနလုံးဝအဘမအဘရဲ့ ကုနာနှစ်ဖက်လုံးနဲ့ဗလဲနံမှာတင့်အောင်နေနေတဲ့သူတွေရဲ့နောက်တစ်ခုကကြတော့လုံးဝတတရလူဒန်စာကကြတော့လုံးဝကိုပဲအဲအမှုပညာနဲ့ပတ်သက်တဲ့အလုပ်တွေလုံးဝမလုပ်တော့ဘူးရပ်သွားကြပြီသူတို့သူတို့ချက်တယ်အမှုပညာသမားတွေဒီကိုယ့်အလုပ်ကိုဘာပဲပြောအမှုပညာပတ်သက်ရင်လှုပ်ထင်ကြတဲ့သူတွေကြီးဒါပေမဲ့သူတို့ဘဝတွေငါနဲ့တာအတွင်းဆွတ်လို့ပြီးဘာအမှုပညာမှမလုပ်တော့ဘဲနဲ့တခြားစီးပွားရေးတွေပြောင်းသွားတဲ့သူတွေရှိတယ်စားတော့ဆိုင်ဖွင့်သွားတဲ့လူတွေရှိမယ်ဟိုဟာလို့ဒီဟာလို့စသည်ဖြင့်ပေါ့ဗျာတခြားအလုပ်လေးတွေ ပြောင်းလုတ်သွားကြတဲ့သူတွေဖြစ်လို့လုံးဝဘယ်ရက်သွားတဲ့သူတွေလည်းရှိတယ်အဲ့တော့ဘယ်၍ဘယ်မြဆိုတာတွေဘသူဘက်ဟိုဘက်ဒီဘက်တွေပြီးတော့သူတို့ရှိရရက်တည်ခဲ့တဲ့အပေါ်မှာမမမတ်မတ်အဲတော့တော့ဆွလွန်လိုက်တာပေါ့နုပညာတော့ဆွလွန်လိုက်တာကြတချို့တွေကကြတော့ဘယ်လိုလူမျိုးတွေရှိလဲဆိုတော့ဟုတ်ပြီဒေါ်လာရေးမှာလဲဒေါ်လာခုနကပြောဆိုဒေါ်လာရေးမှာဒါပေမဲ့သူတို့တွေဒေါ်လာရေးမှာအဲဟိုလက်ရှိစီးပွားရေးအရာ ရုပ်ရှင်ရိုက်မယ်ဗီဒီယိုရိုက်မယ်သချင်းဆိုမယ်သချင်းရေးမယ်ပွဲကမယ်စသည်ဖြစ်မှာဗျာဒီလိုလုံလုံနေစီးပွားရေးအရအဲအတမွေးဝမ်းချောင်းအတွက် လုံနေပေမဲ့ဟီဟာတယ်မလို့ဘူးအင်တာဗျူးတွေမလုပ်ဘူးစသည်ဖြစ်ပေါ့ဗျာအဲ့လိုပေါ့သူများတွေပျော်တိုင်းလိုက်မပျော်ဘူးပေါ့ကိုစားဝတ်နေကြီးအေးလေးပုံမှန်ဖို့လောက်ပဲလုံနေတဲ့လူရှိတယ်အဲ့တော့လူကလေးစားရှိတာပေါ့နော် โอเคဟုတ်ပြီနံပါတ်1နဲ့နံပါတ်2ကတော့ထားလိုက်တော့ရှင်းတယ်သူတို့ကနံပါတ်1ကတော့လုံးဝအရှင်းဆုံးပဲနံပါတ်2ကလည်းရှင်းတယ်အခုအချိန်မှာသူတို့ကအဒိုးဒူစီဝါလုံးနဲ့နှိမ့်ရှိတယ်အဲ့တော့နောက်အဲ3နဲ့4ပေါ့3နဲ့4လူဒန်စာတို့ကကြပြဿနာရှိအောင်လက်ရှိသူတို့ကခေါ်ပြီးတော့အခုဆိုလို့ရှိရင်အဲဘာဘာဖြစ်လဲဆိုခေါ်ပြီးတော့လက်မှတ်ထိုးခိုင်းအဲမဲဘာတွေကြော်ညာခိုင်းဘာလုပ်ခိုင်းမယ်လို့ဆိုတဲ့ဟာတွေလာပြီလာနေပြီခေါ်နေပြီဖုန်းနေဆက်နေပြီဘာလုပ်ပေးမှမလုပ်ဘူးတချို့တွေကလည်းလုပ်ပေးမယ်တချို့တွေကလည်း စသည်ဒီလိုမျိုးတွေနဲ့လွန်လွန်ဆွဲနေကြပြီပေါ့လေလွန်ဆွဲနေကြအချိန်မှာအဲတချို့တွေကြလဲမာမချာချာနဲ့ဟိုပဲဟုတ်ပြီကဲကျွန်တော်တို့တွေဗျာလူသားတယောက်အတွက်ဗျာအမှုပညာသမားလဲကိုလှုပ်ချင်မှလှုပ်မှာပေါ့ဗျာအဲ့လိုမျိုးအဲလူပညာသမားကိုဘာသာနာပါမကိုဖီလာမှလှုပ်လို့ကောင်းတဲ့အလုပ်ကိုဟိုမလှုပ်တော့ဘဲနဲ့အဲ့လိုလှုပ်လို့မှဖမ်းရင်လဲဖမ်းတော့ဗျာကျွန်တော်လဲအဲ့တော့မတတ်နိုင်တော့ကျို့တို့မှရွေးချယ်စရာမှမရှိတာအဲ့တော့ ဟိုဟိုဘက်လည်းမဟုတ်ဘူးဒီဘက်လည်းမဟုတ်ဘူးဘယ်သူဘက်မှမဟုတ်ဘူးဗျာကျွန်တော်ဂျားတဲ့ကပြည်သူတယောက်အနေနဲ့ပဲဂျားနေတယ်ပဲပြောပြောနေမယ်ဗျာအဲ့တော့အာဒီဘာလုံးမဟုတ်လူပညာနဲ့ပတ်သက်လို့ဘာလုံးမမလုပ်တော့ပါဘူးဗျာလို့ပြောလို့ဖမ်းမယ်ဆိုရင်လည်းဖမ်းတော့ကဲရေရေကြီးပဲအဖမ်းခံလိုက်တော့မယ်ဘာမှလူမြန်မာနိုင်ငံမှာလူပညာသမားတယောက်အတွက်လူတယောက်အတွက်လူဖြစ်ရတာဘာမှနေမပြောတော့ဘူးကဲ ုတ်ချင်တဲ့လုံကြတော့ပြဆိုပြီးတော့ရေရေရင်ကော့ပြီးတော့ဝင်သွားမဲ့သူတွေလည်းရှိတယ်။အဲ့တော့နောက်လူတွေကကဲမတတ်နိုင်ဘူးသူတို့ရဲ့အရေးအောက်မှာနေပြီဆိုရင်တော့လေကဲလွတ်မြောက်နေမျိုးလိုင်းလားနိုင်ငံတွေထွက်ပြင်းပြေးမပြေးရင်မပြေးနိုင်လို့သူတို့အောက်မှာနေမယ်ဆိုတော့သူတို့ကခိုင်းရင်တော့အကြောက်တရားနဲ့ဒီလုံမှာလဲစီးပွားဆက်လို့အောင်မှာဆိုရင်တော့သူတို့ခိုင်းတာကိုတော့လောက်ရမယ်လောက်ရရင်တော့ဒီကြောက်ပေါ့ပြည်သူရဲ့ဆန့်ကျင်တာကိုခံရ မဲကဲခိုင်းရလဲမတက်နိုင်တာကိုကျုပ်တို့တွေကတော့ကျုပ်တို့တွေကတော့ဂျားညက်ပြီးတော့ကျုပ်တို့ကတော့ဒေါက်တာဒုက္ခရောက်ပြီဆိုတဲ့သူတွေလဲရှိမယ်အဲ့တော့ကိုကဘလို့ဘလို့လဲဘလို့လုံးကြမလဲဆိုတဲ့ဟာကြီးအားလုံးကဝီယောကြီးတွေဖြစ်နေကြတာကျွန်တော်တို့နားလဲနားလဲတယ်ပေါ့နော်အဲကိုမလှမ်းပြီးတော့ဘလို့တွေဖြစ်နေကြလိမ့်မလဲဆိုတော့ကျွန်တော်ကြိုလှမ်းတွေးမိတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီဘက်ကျွန်တော်ဘက်မှာလဲဘယ်မှာပဲဖြစ်ပါကျွန်တော်တို့ပြောရမယ်ဆိုတော့ နှစ်လိုင်းရှိတယ်အဲနှစ်လိုင်းပေါ့ဘာလိုင်းလဲဆိုအမာလိုင်းအပျော်လိုင်းအမာလိုင်းအပျော်လိုင်းဒီမိသားစုထဲမှာလည်းအမာလိုင်းအပျော်လိုင်းရှိတယ်ဖေရမာမာလားမေရမာမာလားဟာလားဖေရမာတယ်ဖေရကျန်းတယ်ဖေရနင့်အဖေကိုသွားမလုံးနဲ့တော့နင့်ဖေရဒါဆိုစီကန်းတယ်လို့ရှိမှဒီလိုဖြစ်ပါတော့အဲ့ဒါဆိုရင်မေရဒါနင့်ဖေရမကြိုက်ဘူးဟာသွားဒီလိုမလုံးနဲ့လေအမေအမေနဲ့ဖေနဲ့ကသွားသူတို့ကသတင်းတော့ဇက်တိုက်ထားလာပေါ့ဖေနဲ့မေရဇက်တိုက်ထားပြီကလေးတွေကိုထိမ့်သိမ့်တဲ့နေရာမှာအမာနဲ့အပျော်နဲ့ထိရတာ ဖယိုးမယောနှစ်အောင်လုံးကကြမ်းပြီးမာနေကလေးဒီမှာဘာမှကတ်เสียလူမရှိဘူးလေဆိုလိုတာရင်ဖွင့်စရာလူမရှိဘူးအဲ့အဲ့ဒါပေါ်မှာအော်သူသူကတော့အော်ဒီလိုဖြစ်တာအဲ့ဒါဆိုတော့ဟာငါဒီဟာမှာတော့ငါဖျဲချလိုက်မယ်ဒါပေမဲ့နေကတောင်းဆိုလိုက်တောင်းဆိုလိုက်တဲ့အချိန်မှာငါပြန်ပြီးတော့ရှော့ပြီးလိုက်မယ်ဒါလိုမျိုးလေးတွေတာသမီကိုဂိုင်တွေရသလိုပဲဟုတ်ပြီဒါကမိသားစုရေးပါနိုင်ငံရေးမှာလည်းဒီလိုပဲအော်အုပ်ချုပ်ရေးမှာလည်းဒီလိုပဲစစ်တပ်မှာလည်းဒီလိုပဲ အမှားတိုင်းသွားတဲ့လူရှိတယ်အပြော်တိုင်းသွားတယ်လူဟာတန်းတန်းချမယ်ဖြုံမယ်ပြင်မယ်ရှင်းမယ်ဟာမဟုတ်ဘူးဟာညှိနှိုင်းရေးကိုသွားမဲ့လူရှိတယ်နိုင်ငံရေးမှာလည်းဒီလိုပဲနိုင်ငံရေးမှာဆိုလည်းလုံးဝဟာလာမလုံးနဲ့ဗျာကျွန်တော်တို့ကလုံးဝ straight stream ပဲကျွန်တော်တို့ကဖြောင်းဖြောင်းတန်းတန်းနဲ့ကျွန်တော်တို့မာမာခြားခြားသွားမယ်ဗျာဟာတချို့ကမဟုတ်ဘူးအဲအဲဂျာတဲ့ကနေညှိနှိုင်းပြီးလို့ရှင်အဲမပြေလဲတဲ့လူပြေလဲတဲ့လူနဲ့ဒီလိုမျိုးဖြစ်တဲ့လူကလည်းရှိတယ်အဲ့တော့အရာရာတိုင်းက မာနေလို့လည်းမရဘူးအရာတိုင်းကပြုတ်နေလို့လည်းမရဘူးအခုနကဘာကြီးကလောကနေရာမှာတရားကြီးရောအမာနဲ့အပြော့နှစ်ခုထားထားပြီးသားအရာရာအလုံးစိန်သွားလို့မျိုးကြောက်တယ်ကိုဖောက်လို့မရတဲ့အရာကိုစိန်နဲ့ဖောက်ရတယ်လို့မျိုးစိန်ဖောက်လို့မရတဲ့အရာတွေကိုရေနဲ့ဖောက်ရတယ်ရေနဲ့ခွဲရတာကြီးလည်းရှိတာအဲ့တော့အပြော့နဲ့အမာဘယ်နေရာမှာပဲဖြစ်ဖြစ်ရှိကြတယ် ော့ကျွန်တော်တို့လက်ရှိဖြတ်တန်းကျွန်တော်တော်လိုင်းရေးမှာလဲအမာနဲ့အပျော်ရှိတယ်ဟုတ်ပြီဟာမဟုတ်ဘူးကွာငါနှစ်တာအတွင်းမှာပြည်သူတွေကဒီလောက်ဒုက္ခခံနေရဒီလောက်ကိုပဲသိချင်းပျက်စီးကြဘလို့နားလဲပေးနိုင်ပါလဲအဲ့တော့မာလာနဲ့ပေါင်တဲ့ကောင်တွေမှန်တယ်မဲအကုန်လုံးသိမ့်ကြုံပြီးတော့လုံးဝဟာလာလုံးဝဟိုလုံးဝဟိုပဲသူ့ဘက်ကိုပဲနှစ်ဖက်ထဲပဲယူလိုက်တော့ဒီလိုသွားတဲ့လူလည်းရှိတယ်โอเคအဲ့တချို့တွေကြာမဟုတ်ဘူးအဲ့လိုတော့မလုံးနိုင်အောင်လေအဲ့လိုတော့လဲ straight မလုံးနိုင်အောင်အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးရန်သူတော်မှာ မိတ်ဆွေပြည့်အောင်မွေးညူရသေးတာပဲအဲ့ခါကျတော့နောက်ဆုံးပိတ်ပြာဟာလာမဟာလာကိုတော်၎င်းဟာလာအဲဒူးချုပ်ကိုတော်၎င်းဘသူ့ဘဲဖြစ်ဖြစ်ပြာကျွန်တော်တို့ကိုနဲ့အတူတူညှိပြီးတော့နောက်ဆုံးစစ်တမ်းရပြန်လောက်အောင်အထီကိုကျွန်တော်တို့ကစီယုံရင်လုံးပါသူကသူလောက်တာမလောက်တာဘေးချိတ်ပေါ့နော်အဲမလောက်နိုင်တဲ့ကောင်ပြောနေလဲအပိုပဲကွာဆိုပြီးတော့အာလုံမယ်ဆိုလဲလုံးလို့ရတယ်ဟုတ်ပြီ အဲမလုပ်ဘူးဆိုလဲမလုပ်လို့ရတယ်ဗောနော်အဲ့တော့အချိန်ဒီကတော့ပြောလို့မရအောင်လေလူလူစိတ်ဆိုတာတချို့အကြောင်းအရာတစ်ခုပေါ်မှာပဲဘက်ခနဲ့ဆိုပြောင်းသွားတာမျိုးရှိတယ်ဗျာအားထားလိုက်ပါတော့ကျွန်တော်လက်ရှိကျွန်တော်မတောက်မိတော့မိုးခိုင်းရေတွေက story တစ်ခုဆိုရင်အဲ့ဒါ CDN လုံးမဲ့ဘိုကြီးတယောက်ကိုသူ့အမျိုးသမီးရနေပြီလို့ရှိရင် तू ကအဲဒီပေါ့ကျွန်တော်နှိမ်နှင်းရေးတွေမှာတော့ပါနေပြီဖြိုခွဲရေးတွေမှာတော့တပိတ်ဖြိုခွဲရေးတွေမှာတော့ပါနေပြီเนาะဖြိုခွဲတဲ့အထဲမှာပါတယ်เนาะအဲ့မှာ तू မိန်းမနဲ့သူ့ယောက်ျားကိုမေးတာ အဲအဘေရဘေသွားတယ်လို့ဖြုတ်ခွဲပြီးသွားနေတယ်ဘာညာနဲ့ဆိုတဲ့အချိန်မှာအဲ့လိုပြောကြပေါ့မိမနဲ့ယောက်ျားကြနိုင်ငံကြီးတချို့အကြောင်းအရာလေးတွေမတူတဲ့အချိန်မှာမိမနဲ့ယောက်ျားကိုမေးတာတကယ်လို့တဲ့အဲ့ဒီနှိမ်နှင်းသွားတဲ့တေးပြည်သူတဲမှာတဲ့အဲသူရောတေရောပေါ့သူမိမရောပေါ့လေသူပါနေရင်ကိုပြစ်မှာလားတဲ့ဆိုပြီးတော့ပြီးဟာတဲ့ငါမိမပါနေတော့ငါဘာလို့ပြစ်မှာလဲတဲ့ဆိုတော့အဲ့ဒီအချိန်မှာမိမသူ့ယောက်ျားကိုပြောတယ် ကိုအမျိုးကိုထိမှကိုရဲ့အသားကိုထိမှကိုဆွေမျိုးကိုထိမှကိုစည်းဘွားကိုရေကိုကိုစည်းဘွားကိုထိမှနာတတ်ရင်တော့အကိုလူမဟုတ်တော့ဘူးတဲ့ကိုချက်စာစိမွေးရမယ်လေကိုတဲ့ဆိုပြောတယ်ကျွန်တော်အဲ့ဒီအဲ့ဒီဇကားလေးတခွန်းပေါ့ကိုအသွေးသားကိုထိမှနာတတ်တာလားလို့မိမယောက်ျားကပြောလိုက်တဲ့ဇကားလေးတခွန်းကိုခေါင်းထဲမှာယောက်သွားတဲ့ CDM ဘူကြီးတယောက်ဒီကျွန်တော်တော်လိုင်းဘက်ကိုပါလာပြီးလို့ရှင်တော်လိုင်းကဒီနေ့ဒီချိန်ကြီးရက်တီရက်တီနေတာရှိတယ် ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်အချိန်မီချိန်နဲ့တော်လိုင်းကြီးမပြီးချိန်ကြီးကျွန်တော်တွေစီယုံကြီးကလုပ်နေကြအောင်ပါပဲအဲ့တော့သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာရအပြောင်းလဲတစ်ခုစီဘယ်အချိန်မှဖြစ်မှာလဲဘယ်သူကြောင့်ဖြစ်မှာလဲဘယ်သူစကားကြောင့်ဖြစ်မှာလဲဘယ်ရုပ်ရှင်ကြောင့်ဘယ်စကားကြောင့်ဆိုအဲ့ဒါကတောင်းနဲ့တောင်းမတူတအားမာနေတဲ့လူတွေလည်းပြောင်းဝင်ပြောင်းလဲသွားတာပဲလုံးဝတည်တည်တိမပြောင်းလဲပဲနဲ့မိုက်သွားတဲ့လူတွေလည်းရှိတယ်ကျွန်တော်တို့ကအဲတရားပုံတစ်ပုံပေါ့ဗျာ ကျွန်တော်တို့ကဟိုစိန်ခေါ်ရတာပေါ့အဲ့တော့တရားဝန်တို့မပြောင်းတာတော့69ပုံရှိတယ်ပြောင်းမဲ့ပုံကတော့ဒါပေမဲ့ကိုယ်ဒီစူးစမ်းလိုက်တဲ့ပုံတွေကပြောင်းသွားရင်ကိုယ်တက်ရောက်ရတရားနှစ်ရောက်ရနှစ်ရောက်ကိုယ်တက်ကျွန်တော်တို့ကဒီလိုပြောရတော့ကျွန်တော်တို့အပြော်လိုင်းလို့ပြောမယ်ဆိုပြောလို့ရကျွန်တော်တို့ကစီယုံပြီးတော့ကျွန်တော်တို့ကသွားစီယုံရင်းနဲ့သွားခြင်းနဲ့ပုံစံမျိုးချို့ကြတော့ straight သွား okay နှုတ်စလုံးဒီပြဿနာမရှိဘူးသွား idea တွေနဲ့ကိုအတွေးခေါ်နဲ့ရက်တီချက်တွေမတူကြတာ ခုနသူတို့ကိုနားလဲခွန့်လို့ပေးနေတာမျိုးမဟုတ်ဘူးကျွန်တော်တို့ကသူတို့တွေရဲ့သူတို့တွေကိုဘယ်လိုခေါ်မလဲသူတို့တွေရဲ့ဟိုဘက်မှာအဆင်ပြေသလိုနေနေရပါတယ်ဆိုတာကိုကျွန်တော်တို့ကသိခံပေးနေတာမဟုတ်ဘူးအဲဆိုလိုတာလေဒီကောင်တို့ဘယ်လိုစည်းရုံးမလဲဆိုတာကိုကျွန်တော်တို့ကတွေးတာโอเคဟုတ်ပြီအခါကြတော့ခုနအမအပြောနှစ်ခုရှိတဲ့အထဲမှာကျွန်တော်တို့ကစည်းရုံးမယ်သွားမယ်အဲ့တော့စည်းရုံးဘယ်လိုစည်းရုံးကြမလဲအခုအမှုပညာရှင်တွေကြံရင်ခဲတဲ့အမှုပညာရှင်တွေ ဘယ်လိုစီယုံကြမလဲအဲ့အမာနဲ့အပြော့ဆိုတာကလည်းနှစ်ခုစလုံးကဟန်ချက်ညင်ညင်နဲ့သွားနေရနော်ဟန်ချက်ညင်ညင်နဲ့သွားရတာကိုကကလေးထိန်းသလိုပေါ့ဖေနဲ့မေရအမာနဲ့ပြောနှစ်ခုကတာသမီးကိုထိန်းကြောင်းသလိုကျွန်တော်ဒီပုံစံမျိုးနဲ့သွားနေအဲ့တော့ခုနဆုံးဖြတ်ရခန့်နေတဲ့အမှုပညာသမားတွေကျွန်တော်ရွေးချယ်စရာနှစ်ခုပဲရှိတယ်အပိုင်းကတော့အမျိုးအစားတော့၄ခုရှိတယ်နှစ်ခုကတော့တင့်နဲ့နှစ်ကတော့သေးကြတယ်လုံးဝဒါကတော့ခိုးလို့ခိုးတယ်နဲ့ပြလိုက်တဲ့သူတွေတယုံဝင်တယ် သူကနှစ်ခုရှိတယ်နှစ်ခုကအခုနပြောဆိုလုံးဝရုပ်ရှင်လောကကိုဆွန့်သွားတဲ့လူတွေအချိန်ကြီးတောင်းကြစည်းပွားရေးရလုပ်တယ်အဲနေနေရတယ်သူတို့အောက်မှာနေနေရတယ်လွမြောက်နေမိလည်းမထွက်ပြေးနိုင်ဒုတိယနိုင်ငံတွေတတိယနိုင်ငံတွေလည်းမသွားနိုင်ပဲနဲ့အဖြစ်နေပြီးတော့ဘာလို့လို့လုံးဝမှမသိတဲ့သူတွေရှိတာပေါ့အဲ့တော့ကျွန်တော်ဟိုနှစ်ရက်ဦးကိုတော့ဟိုဘက်ကနှစ်ခုတော့မပြောတော့သူတို့တွေကတော့ဘယ်လိုပဲအဲ့ဒါတော့အဲ့ဒီထဲကနေလဲစိတ်ပြောင်းပြီးတော့လဲပါကျင်လဲပါလာလို့ရတာပေါ့ဗျာအဲ့ခါကျတော့ကျွန်တော်တွေဘယ်လိုလုပ်ကြမလဲဆိုတော့ကျွန်မနှစ်ခုရှိတာ အခုနကျွန်တော်ပြောသလိုပဲလုံးဝဟိုပဲဟလာဖြစ်ချင်တာဖြစ်ခဲ့လာမေးလို့ဘာဥပဒေနဲ့ဖမ်းပါလဲကျွန်တော်တို့ကိုဘလို့ပုံမှန်မျိုးနဲ့ကျွန်တော်တက်ပြီးထောင်ချပါလဲအေးအဲ့တော့ကျွန်တော်တို့ဘာမှလဲကျူးလွန်တာလဲတခုမှမရှိဘူးညာထားလိုက်လက်ထဲမှာလဲဒီဇန်လဲမမီဘူးတနံလဲမမီဘူးဗျာဘာဆိုဘာမှဟိုဘောအပြစ်ဟိုအတင်းချခံရတော့အောင်ဒီအပြစ်မရှိတဲ့ဟာကိုမှအပြစ်သားလို့လုပ်ပြီးထောင်ထဲထည့်ခြင်းနဲ့ထည့်လိုက်တော့ရင်ကော့ပြီးတော့ကျွန်တော်ဝင်သွားမယ်ဆိုတဲ့လူမျိုး ပေါ်လာရင်တော့အဲ့လိုလူမျိုးကျွန်တော်တို့ဒီဘက်ကတော်လိုင်းသမားတွေရောတကယ်လို့အမှန်တရားမြတ်လို့သောဓမ္မောင်မြတ်လို့လူတွေသူတို့တွေကိုသူရဲကောင်းနေဖြစ်နေကျွန်တော်တို့ကကြိုးစိုးနေမှာတော့သိကြတယ်အဲ့လိုလူမျိုးကလက်ရှိဒီနေ့ဒီအချိန်မှာလဲဒါလုလုံအပ်တယ်အဲ့လိုလူမျိုးကလဲဒီဘက်ကသမိုင်းမှာလဲတကယ်လို့ပဲရှေ့မှာအကြောင်းအကြောင်းနေကြောင်းဘလို့ဒီအချိန်မှာတော့မပြတ်သားလို့မရတော့လေဆိုလိုတာဒီအချိန်မှာဟိုလိုလိုဒီလိုလိုလုပ်လို့မရတော့ကျွန်တော်ပြောကြတယ်ဒီအချိန်မှာတခုခုတော့ရွေးချယ်ရတော့မယ်သူ့ဘက်ကိုပေါင်းပါလား အញ្ញံခံပါလားအញ្ញံခံလို့ထောင်းကြောက်သွားရင်လည်းနောက်တူးနဲ့မပေါင်းလေဒါရှင်းတာပဲဟိုလိုလိုဒီလိုလက်မထိုးမှဆိုရင်လည်းသွားလိုက်တော့အဲ့တော့၄ဘိုင်းရှိတဲ့တဲက1နဲ့2နဲ့သွားမှဆိုရင်လည်းဒီဘက်ထဲကလူတွေကသွားရင်သွားသွားပလိုက်တော့မသွားဘူးလားမသွားဘူးဆိုတော့တခုရှိတယ်လုံးဝအထဲတဲကိုဝင်သွားမလားဒါမှမဟုတ်လေလုံးယောက်နေပြီဒုမဒုတိယနိုင်ငံကိုထွက်မလားအဲ့တော့ဒုတိယနိုင်ငံကိုထွက်မယ်လုံးယောက်နေမျိုးလာမယ်ဆိုရင်လည်းထွက်လာလို့ရတဲ့လမ်းကြောင်းတွေအများကြီးရှိတယ် နည်းနည်းလေးပဲကျွန်တော်ဒီနေ့ကပြောသလိုပဲကျွန်တော်စာအုပ်ဖတ်လိုက်ဟိုဒီနေ့ကဒီနေ့ကအနုပညာသမားဆိုပေးစာဆိုတဲ့စာထဲမှာဖတ်လိုက်တွေ့ပါလိမ့်မယ်ကျွန်တော်တို့ဒီနေရာတွေအထိဒါကကျွန်တော်ဒီနေရာဒီတက်နီးတဲ့နေရာတွေလဲထပ်ပကုန်းတိုင်းနေရာတခြားနေရာတွေလဲရှိသေးတယ်ကျွန်တော်တို့အဖွဲ့ဆိုလိုတာဟိုဘက်အပေါ်အညာဘက်မှာဆိုရင်လဲဟာလာမန္တလေးတို့ဟိုဘက်အပကျောက်ဆယ်တို့တောင်ငူတို့ဘက်မှာဆိုလဲရှိတယ်အဲ့တော့ဘယ်လမ်းကြောင်းနေရာတွေဘယ်လိုလာလို့ရလဲဆိုတာတွေကတော့ ကောက်ကိုညံနဲ့စဉ်းစားပြီးတော့လှုပ်လို့ရမယ်လမ်းကြောင်းတွေတော့ရှိတယ်အဲ့တော့ကျွန်တော်တို့ကပြောချင်တာကဘယ်လိုလုပ်မလဲလူပြန်သမားတွေဘယ်လိုယုံထွက်ကြမလဲဆိုတဲ့အချိန်မှာလုံးဝပြပြသားသားတစ်ခုခုကိုစဉ်းစားရမယ်အခြေအနေဖြစ်ပြီးအဲ့တော့ဘယ်လိုလုပ်ကြမလဲတေချာတာတော့ဗျာကျွန်တော်တို့လက်ရှိသက်ရှိဒေါ်လာရေးမှာပါလာအမှုပညာသမားတွေပေါ့ဒီဘက်ကိုပါလာအမှုပညာသမားတွေဆို၅နှစ်တာအတွင်းမှာကျွန်တော်တို့ကိုယ့်ရဲ့ဦးဆိုးဖို့လောက်ပဲ ရှာဖွေစုဆောင်ထားခဲ့တဲ့ငွေလေးတွေကိုချိုးချံချွေတာစားရင်းနဲ့ရတဲ့အလုပ်လေးတွေလုပ်ရင်းနဲ့မိသားစုချက်တည်ကြတယ်ကျွန်တော်တို့ဝင်ဝင်ငါးနှစ်တာပဲဘာမှမရှိတော့လောက်လောက်လာလာအရင်တော့ကာရကားကိုတကားရိုင်လာတိပါတယောက်နဲ့တယောက်မတူကြဘူးသချင်းရှိုးပွဲတပွဲဆိုဟိုအရင်တော့ဆိုတပွဲဆိုရင်ရင်းတော့နာမည်ကြီးဆိုတိတ်အစိတ်ရကြတယ်တညရှိုးတစ်ခါဆိုရင်သချင်းခုနှစ်ပုတ်လောက်ပဲဆိုတာတိတ်အစိတ်တိတ်တုံးစဲအကကနာမည်ကြီးတွေဒါဒါဒီစိတ်ကျွန်တော်တို့တွေသိတယ် အကျွန်တော်လည်းဒီဘက်မှာရုပ်ရှင်တကားရ50ယူလဲ100ယူလဲလူရှိတယ်ကျွန်တော်တွေနောက်ဆုံးပိတ်မှာအာနာသိန်းနဲ့မသိန်းခင်မှာကျွန်တော်တကားအသိန်း300နဲ့ယူပြီးတော့အာနာသိန်းနဲ့ဟာနဲ့ဖြစ်ပေကူဘာမှမလုပ်ရတော့အဲ့တော့ဒီဘက်အဲ့ဒီမှာ9နှစ်တာတွေဘာမှမလုပ်အဲ့တော့လက်ရှိတချို့အခု9နှစ်တာတွေမှာအခုနဘယ်လွှာပဲဖြစ်ပြလေးလွှာလုံးအလုံးလုံးရတာပဲ ဟိုဘက်ကလုံးဝအဘာဘာအဘာဆိုတဲ့လူတွေကလည်းအမေခစ်သူတို့စိုးမိုးထားတဲ့ခစ်သူတို့ကစီအိုင်တွေဖြစ်နေတယ်သူတို့ကဒီကြောင်ကအလုံးလို့ရတယ် project တွေတောင်ရအောင်ပဲဟလာနောက်နောက်တစ်ခုဟလာအခုနလိုပဲဟိုဘက်ဒီဘက်ခွာပြီးတော့ပေါင်းနေရအောင်နေရာလဲမိုက်တာပဲအလုံးမပြတ်ဘူးလေစီပွားရေးတော့ academy တွေတောင်ရဟလာလုံးကွက်တွေရအိမ်တွေပါတယ်အရင်တော့ဘယ်တော့ကတောင်မှကျွန်တော်ရုပ်ရှင်လောကမှာဆိုဘယ်နားလေးရတောင်မှနေရာမရှိတဲ့ပုံတွေကိုနေရာတွေရလားဒါတာထဲမှာလည်းရှိတယ်တုပ်ဆောင်ထဲမှာလည်းရှိတယ်ဟာတကယ်ဘယ်ဘယ်အဲ့လိုဟာတွေ့ရချင်းဟာနောက်ထပ် လူတွေလုံးဝရက်သွားတဲ့သူတွေကတော့ဘာအလုံးမှမလုပ်ဘဲနဲ့ရက်သွားတဲ့သူတွေကတော့ထားထားလိုက်တော့ဒါပေမဲ့သူတို့လက်ထားစီပွားရေးတော်တော်ကလူမသိတဲ့စီပွားရေးတော်ကောင်သူလုံမယ်ဆိုတော့လုံနေလို့ရဟောနောက်နောက်နောက်တယောက်ပေါ့ရုပ်ရုပ်ရှင်တွေဗီဒီယိုတွေရိုက်မယ်သချင်းတွေဆိုမယ်အဲဇက်တွေကမယ်သချင်းတွေရေးမယ်စသည်ဖြင့်ပေါ့ဗျာအမှုပညာအလုပ်တွေလုံလုံလုံနေတဲ့သူတွေလည်း၅နှစ်တောင်ထဲမှာဘာပဲပြောပြောဟလာစုမီဆောင်ပြီးတခုခု တော့ဒေကြပေါက်ဖြစ်မှာလုံးဝမရပဲနဲ့ဒီထက်မှာ ဘာဝင်ငွေမရှိဘဲနဲ့ကျွန်တော်တို့ယက်တီရဟိုဟာဖြစ်နေတဲ့လူတွေရှိတဲ့ဟာလေးနဲ့ပေါ့ဗျာရှိတဲ့ဟာလေးနဲ့ဟိုဟာလေးဒီဟာလေးလုံနေတယ်ဆိုတော့ကျွန်တော်ဒီဘက်ချမ်းမှာပါတဲ့လူတွေဆိုရင်တကယ်ကိုဖော်ဖော်တည်တည်နဲ့အလုပ်တွေကိုပျော်ပျော်ကြီးလုပ်ခွင့်မရကြဘူးဗျာအဲ့ဒါလေးကိုစဉ်းစားကြည့်လိုက်ပါအဲ့တော့ဘလို့လုံမလဲဘလို့ယက်တီမလဲဘလို့ယုံထွက်ကြမလဲဆိုတာကျွန်တော်ရဲ့ဒီအစီအစဉ်လေးကနေတော့တွေးစားတစ်ခုခုရလိမ့်မယ်လို့ကျွန်တော်ပြောလင်းပါတယ်အဲ့တော့အနေငယ်ငင်းငင်းနဲ့ယုံထွက်နိုင်ကြပါစေ ြည်သူချစ်တဲ့ပြည်သူကနေဂုံပြူရတဲ့လက်ရှိအခြေအနေမှာပြည်သူကနေဂုံပြူနောက်ထပ်သူရဲကောင်းတွေကျွန်တော်တို့ချစ်တော့ကျွန်တော်တန်ဖိုးထားခြင်းတော့နောက်ထပ်အမှုပညာသမားတွေထပ်ပြီးတော့ပေါ်ထွက်လာဖို့အတွက်ကျွန်တော်တို့ကမျှော်လင့်တယ်ပေါ်ထွက်လာကြလိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ဘာလို့လဲဆိုတော့အားလုံးကအကျက်တဲဆုံးအခြေအနေတွေကနေယုံထွက်ဖို့ဆိုတာကရေးလိုက်ငားလိုက်ရဲ့မျှော်လိုက်မလားကိုယ့်ရဲ့ဂုံသိက္ခာပြတမိုင်းတွင်မဲ့ လူတယောက်ကိုလုတ်ခဲတဲ့အလုပ်တွေကိုပိတ်ဆက်ခဲတာတွေရှိတယ်ကိုလုတ်ခဲတာတွေရှိတယ်ကိုရဲ့အတွင်းစိတ်အဲဘောနော်ကျွန်တော်ရဲ့အပြင်စိတ်အတွင်းစိတ်စသည်ဖြင့်ပေါ့ဒီလူမျိုးတွေမှာကိုဖြစ်တင်တဲ့ဘဝရှိပြီးသားဗျအဲ့ဒါမှာကိုရဲရဲရင်းရင်းလိပ်ပြာလုံလုံနဲ့ပြည်သူဘက်ကယက်တီမလားရွေးချယ်နိုင်ကြပါသည်အမှန်ကန်ဆုံးအကောင်းဆုံးရွေးချယ်နိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပါတယ် မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအားလုံးတောကပြပါလာဘေးမတန်ပဲလောကမှာထောက်ရအေးချမ်းကြပါသည်အကျက်တဲ့အခက်ခဲတွေကနေအလွယ်ကူဆုံးအမြန်ဆုံးဖြည့်ရှင်းအောင်မြင်လွတ်မြောက်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ပေါင်းပါတယ်